မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရဖို့လဲဆုတောင်းပေးပါတယ်ဒီမနေ့မှာကျွန်တော်နဲ့အတူနှုတ်ကပတော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တောလေယာကျန်အခန်းကြီး73အပိုင်ငယ်33ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ကိုကြီးသောလူအမျိုးအနွယ်အာနကအမျိုးအနွယ်ဖြစ်၍အလွန်ကြီးမားသော သူတို့ကိုလည်းမြင်ခဲ့ကြပြီး သူတို့ရှိမှငါတို့သည်ကိုအထင်တိုင်းနှံကောင်ကဲ့သို့ဖြစ်ကြသည်ဟု၍၎င်းမိမိတို့စူးစမ်းသောပြည်ကိုဤတေလအမျိုးသားတို့အားမကောင်းသောတရင်ကို ကြားပြောကြလေ၏။ယင်းနှုတ်ကပတ်တော်ကို ဆင်ခြင်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့မကောင်းသောတည်င်းဆိုတာတွေ့ရတယ်။လူတွေကအဲ့ဒီမကောင်းသောတည်င်းအပေါ်မှာပဲပါသွားပြီးတော့မှဘုရားသခင်ပေါ်မှာယုံကြည်မှုပြက်ပြားကြတဲ့အကြောင်းကိုတွေ့ရပါတယ်။ ဣဒရီလလူမျိုးတွေကဗျာဒခိရဲ့ဂတိတော်အတိုင်းနှိုးနဲ့ပြားရည်စီးသောခါနန်ပြည်ကို ဝင်စားဖို့ရန်အတွက်ရှိပါတယ်။ဗျာဒခင်ကအာဗြဟံလက်ထက်ကလေးကိုကဂတိတော်ပေးထားခဲ့ပြီးပြီဖြစ်ပါတယ်။အခုမှလည်းဣဒရီလလူမျိုးတွေကိုအဲဂုတ်တူပြည်ကနေထုတ်ဆောင်ခဲ့ခြင်းကခါနန်ပြည်ကိုပို့ဖို့ဖြစ်ပါတယ်။အဲဒီခါနန်ပြည်ရဲ့ကောင်းခြင်းမင်္ဂလာတွေကိုဣဒရီလလူမျိုးတွေခံစားစေဖို့ရန်အတွက် နယ်မြေတိမ့်ပိုက်ဖို့ရန်အတွက်အရင်ဦးဆုံးအဲ့ဒီခါနန်ပြည်ကိုစူးစမ်းဖို့ရန်အတွက်တရှို12ယောက်ကိုလွှတ်လိုက်ပါတယ်အဲ့ဒီခါမှာ10ယောက်ကဘာပြောလဲဆိုတော့အဲ့ဒီပြည်ကအလွန်ကောင်းပါတယ်အဲ့ဒီပြည်မှာထွက်တဲ့စပစ်ခိုင်တစ်ခိုင်ဆိုရင်လူ2ယောက်တောင်ထမ်းရတယ်အဲ့ဒီမှာရှိတဲ့လူတွေကလည်းတော်တော်လေးကိုထွားချင်းကြတယ်ကျွန်တော်တို့အထင်အားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကသူတို့ရှေ့မှာနှံကောင်းလိုပဲဖြစ်တယ်လို့ အလိုပြောပါတယ်ဒီလိုစကားတွေကြောင့်ဣတေလလူမျိုးတွေက စိတ်ပြက်ပြီးတော့မှဘလို့လုတ်ပြီးဒီလူတန်ကြီးတွေကိုတိုက်ခိုက်အောင်မြင်နိုင်ပါမလဲဆိုပြီးတော့မှဝမ်းနေကြတယ်ဆိုတာကိုတွေ့ရပါတယ်ဘုရားသခင်ပေါ်မှာစိတ်ပြက်တယ်ညှိတွားကြတယ်သူတို့ရဲ့အခြေအနေအတွက်သူတို့တော်တော်လေးကိုတုံ့လောက်ချောက်ချားနေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဂတိတော်ကသူတို့ကိုအဲ့ဒီခါနန်ပြည်ကို ပေးဝင်มาဖြစ်တယ် ဖျားခင်ကသူတို့နဲ့အတူပါရှိပြီးတော့မှသူတို့ဘက်ကနေနေပြီးတော့မှတိုက်ပွဲဝင်ပြီးမှလည်းဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကဖျားခင်ရဲ့စကားတော်ပေါ်မှာယုံကြည်မှုထက်လူတွေပြောတဲ့စကားမျက်စိနဲ့မြင်ရတဲ့အခြေအနေပေါ်မှာပဲသူတို့ကကြည့်ပြီးတော့စိတ်ပြတ်နေကြတာကိုတွေ့ရပါတယ်။ယောရှုနဲ့ကာလတ်နှစ်ယောက်သာအဲ့ဒီအာဏာကလူတွေရှိတဲ့တိုင်းပြည်အဲ့ဒီနို့နဲ့ပြားရည်စီးတဲ့ပြည်ဟာငါတို့အတွက်ဖျားပေးတာဖြစ်တယ်။ ဒါကငါတို့ပိုင်ဆိုင်တဲ့အရာ ဖြစ်တယ်လို့ဝန်ခံပြီးပြိတ္တတွေကိုစီးယုံနေဆိုတာတွေ့ရပါတယ်ဒါပေမဲ့၁၀ယောက်နဲ့၂ယောက်ကတော့မနိုင်ပါဘူးဣတရေလလူမျိုးတွေကစိတ်ပြတ်ဝမ်းနေတဲ့အတွက်ကြောင့်မလို့ဘုရားသခင်ကသူတို့ကိုခါနန်ပြည်ကိုဝင်စားဖို့ရအခွင့်မပေးတော့ဘဲနဲ့နှစ်ပေါင်း40လုံးလုံးတောထဲမှာလဲစီပြန်တယ်ဆိုတာကိုတွေ့ရပါတယ်ချစ်တော်မိဘကြီးကိုမောင်နှမတို့ကျွန်တော်ရဲ့အသက်တာမှာလဲထိုးနှီး၎င်းမှာပဲ မြင်တွေ့ရတဲ့စိတ်ပျက်ဖွယ်ကောင်းတဲ့အရာတွေကို ကြည့်မိတဲ့အခါတိုင်းစိတ်ပျက်ဝမ်းနည်းမိတာအမှန်ပါပဲစိတ်ဓာတ်ကျမိတာလည်းအမှန်ပါပဲဒါပေမဲ့ဘုရားသခင်က ကျွန်တော်တို့ကိုဘလို့ဂတိတွေပေးထားတယ်ဘုရားသခင်က ကျွန်တော်တို့ကိုဘလို့လှုပ်ပေးနိုင်တယ်ဆိုတာကိုယုံကြည်ဆွဲလန်းဖို့အင်မတန်အရေးကြီးပါတယ်ဘုရားသခင်တတ်နိုင်တော်မူခြင်းနဲ့ဘုရားသခင်ရဲ့မေတ္တာတော်ကိုဆွဲလန်းပြီးဘုရားရဲ့ဂတိတော်တွေအပေါ်မှာ ကျွန်တော်တို့မြဲမြဲကင်ဆွဲပြီး နေမယ်ဆိုလို့ရှိရင်တော့ဘလောက်ပဲကျွန်တော်တို့ရှေ့မှာအတတိုင်းကြီးတွေကာနေပါစေဘလောက်ပဲကျွန်တော်တို့စိုးရင်ကြောက်လန့်ပွဲကောင်းတဲ့အခြေအနေဆိုးတွေဖြစ်နေပါစေကျွန်တော်ဓာတ်တွေကိုအောင်မြင်ကြော်လွားနိုင်မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အဲ့ဒီအခက်ခဲတွေကဖရားရဲ့လက်ရာတော်တကူတော်တွေကိုမြင်တွေ့ဖို့အခွင့်အရေးဖြစ်ပါတယ်။အစဉ်ပြေနေရင်တော့ဖရားသခင်ရဲ့လက်ရာတော်ကိုကျွန်တော်တို့တွေ့ချင်မှတွေ့ပါလိမ့်မယ်။အခက်ခဲတွေကြုံတဲ့အခါမှကျွန်တော်တို့မတက်နိုင်တဲ့အခါကြတော့မှ ဘုရားရဲ့မဆာခြင်းလက်ရာကပေါ်လွင်ထင်ရှားလာမှာဖြစ်တယ်ဆိုတာကိုသိရှိနားလည်သိချင်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့မကောင်းသောသတင်းတွေကိုကြားနိုင်ပါတယ်မကောင်းတဲ့အရာတွေကိုလည်းမြင်တွေ့နိုင်ပါတယ်နေ့တိုင်းလိုလိုဒီမကောင်းတဲ့သတင်းတွေကကျွန်တော်တို့ကိုနှောက်ယှက်နေမှာအမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ကောင်းတဲ့သတင်းဘုရားသခင်ထံကလာတော်သတင်းဂတိတော်စကားတွေကိုသာဆွဲကင်ဖို့လိုပါတယ် မကောင်းတဲ့တည်င်းတွေကိုကျွန်တော်တို့လက်မခံမိဖို့လိုပါတယ်ဂတိတော်တိုင်းဖះပြုမဲ့အမှုကိုယုံကြည်ဆွဲလန်းခြင်းအပြင်ဖះသခင်လက်တော်မှာကောင်းကျိုးကိုခံစားဖို့လိုပါတယ်ဖះရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖះကိုရုပ်ကိုချီးစုတင်ပါတယ်ကျွန်တော်ရဲ့အသက်တာမှာမကောင်းတဲ့တည်င်းကိုမကြောက်ရဘဲကောင်းတဲ့တည်င်းရှိတယ်ဆိုတာကိုဝန်ခံပြီးယုံကြည်ခြင်းနဲ့အသက်ရှင်နိုင်ဖို့မဆရတော့မူပါဖះတတ်နိုင်တယ်ပြုနိုင်တယ်ဆိုတဲ့အပေါ်မှာ ုံကြည်ဆွဲလန်းတက်စေပါယေရှုတင်နဲ့ဒီနေ့တို့ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲထိုကောင်းသတင်းများအားဖြင့်ဖျားနဲ့တား၍ယင်းဒီကျွမ်းဝင်စေတော်မူပါယေရှုတင်နဲ့ဘုံကြီးပါစေဒီနေ့တအားလက်ဝဲအနန္တနဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာခန္ဓာစိတ်ဝိညာဉ်မဆာချက်အမျိုးမျိုးနဲ့ပို့ဆောင်ပါမိအကြောင်းသခင်ယေရှုခရစ်တော်နာမ၌တနိတာကိုဆက်ကအနံဆုတောင်းပါ၏အာမင်